မြမရိုးရရင်ကျေးမှုတကြံကိုဖျက်ဆီးနေတဲ့မန်တက်တွေကိုတွေ့ရင်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ကသတိပေးပြောဆိုလိုက်ပါတယ်လင်းဆက်အောင်ပြဖို့ထားပါတယ်ခင်ဗျာခုနှစ်ရန်ကုန်မှာတကြံပွဲတော်မှာစီးပွားဖြစ်မန်တက်တွေခွင့်မပြုခဲ့ပေမဲ့မန်တက်ပေါင်200ကျော်ကိုတိစောက်ခွင့်ပြုထားပါတယ်ဒါပေမဲ့အဲ့ဒီမန်တက်တွေအနေနဲ့လည်းမြမရိုးရတကြံမန်တက်အတွင်ကိုဖျက်ဆီးနေတာတွေ့ရင်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါတယ်။တကြံကိုဖျက်ဆီးနှောက်ယှက်နေတဲ့မန်တပ်ပါလို့အတိပေးလာရင်ကျွန်တော်တို့ထိရောက်တဲ့အရေးကြီးတယ်။ဆောင်ရွက်ပါတော့။ပြည်သူလူထုအတွက်ပျော်ပွဲရှင်ပွဲတစ်ခုဖြစ်ပါတယ်။ပြည်သူလူထုရဲ့ဟိုထိခိုက်သွားစေနိုင်အောင်ဦးရဲ့ရန်ကုန်နေတာမျိုးပြည်သူလူထုရဲ့ရဲ့ပျော်ရွှင်မှုကိုအနောက်ယှက်ပေးတာမျိုးဖြစ်လာခဲ့တယ်။ရဲတပ်ဖွဲ့တွေတရားစီရင်ရေးအန္တရာယ်တွေကချက်ချင်းအရေးကြီးဆောင်ရွက်ပါပါ။တရားရုံးတွေကိုလည်းကျွန်တော်တို့ခရယာယူလိုက်ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုချက်ချင်းဥပဒေထောင်ရရေးနေမှာဖြစ်တယ်။ကဘာကြီးဖျားလန်းနဲ့ကံတော်ကြီးပက်လန်းကအများပြည်သူဧရိယာပေါ်မှာ စီးပွားဖြစ်မန်ဒတ်တွေကိုခွင့်မပြုခဲ့တာကမွေးရစီဝါပြဿနာတွေအရက်သေးစားမွေးရရန်ကားမှုတွေနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုထိန်းသိမ်းခြင်းတဲ့အတွက်ကြောင့်အစိုးရကခွင့်မပြုခဲ့တဲ့အပေါ်မှာလူပညာရှင်တူကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပါဗျာ။ ဒီစကြံပြတ်နေရတာတော်ကြပါပြီမူးရစေးနေဟာသူကိုတော်မသွားရဲ့အဲ့နေရာဆိုတာမူးယူးနေကြတာလေဟိုတကယ်ဒေးကလပ်လို့ဖြစ်နေကြတာဒါတားမြစ်တာလဲကျွန်တော်ကျွန်တော်ကဒါတားမြစ်တာကိုလဲကျွန်တော်ဟိုကန်လဲမကန့်ကွက်သလိုကြိုလဲမကြိုသလိုဘာမှမပြောချင်ဘူးဒါလူကြီးနဲ့ထိရမသိရမကိစ္စဒါပေမဲ့ခုနကပြောသလိုပေါ့နားလဲမှုတွေနည်းနည်းလွဲဝကြတာပေါ့နော်ဝင်းကြီးချုပ်ပြောတာက तू ကမလောက်အောင်လို့မပြောပါဘူး तू လောက်လို့ပြောထားတာပဲ ဟိုကိုယ့်ရင်ရှင်မှာကိုယ့်ကို channel ငှားပြီးလောက်ကြလုံးလို့ရတာဒါကျွန်တော်တို့ခက်တုံးအောင်လို့မျိုးပြန်ဖြစ်သွားမကောင်းမဟုတ်ကောင်းပါတယ်ခုနကပြောသလိုပဲဟိုရေအနေနဲ့ကြာပို့ပြီးတော့ကျွန်တော်အမြင်အရဆုံးရှုံးတယ်လို့ကျွန်တော်ယူဆပါတယ်မြမရွေရတကြံရင်ရစ်မှုနဲ့မစီလျော်တဲ့တရုတ်ပြည်တကြံအကြောင်းတွေကိုလွန်ခဲ့တဲ့ငန်းနေကတည်းကစာမျက်နှာတွေပေါ်မှာဖော်ပြဖို့စ조사ခဲ့ပေမဲ့စာပေစစ်စစ်ရေးကပြိပင်ခဲ့တာကြောင့်ဖော်ပြခွင့်မရရှိခဲ့ဘူးလို့ဆောင်းပါပညာရှင်အက်ဒီတာဂျိုတူးကထောက်ပြဝေဖန်လိုက်ပါတယ်ဒီငါနေ့ကလည်းကျွန်တော်တို့ရေးဘူးတယ်စာနေစင်းနေရေးတဲ့အခါစာပီစီစီဆိုတာရအများရန် တည်ကြတဲ့အတိုင်းပိတ်တယ်ဒီအဲ့ဒီမန်တက်တွေကိုကျွန်တော်တို့ကိုယ်တိုင်လေ့လာဘူးလားဒီမန်တက်တွေမှာပိုက်ဆံတွေယူတယ်ပြောကြပါကြတယ်ပြင်မန်တက်အောက်တွေမှာအကောင်းတဲ့ဒူးဆက်တွေလုပ်နေကြတာအလုံးသိတယ်အခန်းတွေဖွဲ့ထားကြတယ်အခန်းတွေဖွဲ့ပြီးတော့ပွင့်လင်းမြွေမူရစီကယ်ရီလောက်ကြတယ်ပြီးရင်ဟိုဟာပေါ့ပွင့်လင်းမြွေရင်ဒီမင်းကလေးတွေပြာမူးနေတဲ့မင်းကလေးတွေဒီခန်းကိုမာဒါပျော်ကြပါကြဒါကြီးတွေကပြီးခဲ့တဲ့9နှစ်လောက်တည်းကကျွန်တော်တို့စာနေစင်းတွေရေးခဲ့ဒါပေမဲ့ စာပီစီသေးဆိုတာရေအောင်မှာကျွန်တော်တို့ရေးခဲ့တာအရာမထင်ရင်ရန်ကုန်တကြံအတွက်ရန်ကုန်မြို့တော်မဟာတကြံရေကစားဗဟိုအမန်းတဲ့ခရိုင်လေးခုလိုက်ခရိုင်တစ်ခုစီမှာဗဟိုအမန်းတဲ့တစ်ခုစီနဲ့ညမလေးကျောင်းမန်းတဲ့ညမလေးစစ်ဒါဖြန့်ဝေရေမန်းတဲ့ခုနှစ်ခုကိုအစိုးရဘိုင်းကပြုလုပ်ထားပါတယ်ဒါအပြင်ပုံပ릭ဘိုင်းကိုပေတရာနဲ့အထက်မန်းတဲ့ကြီး၁၂ခုပေတရာအောက်မန်းတဲ့လက်၂ခုနဲ့မန်းတဲ့အသေးစား၁၁၉ခုကိုတိစောက်ဖို့ခွင့်ပြုပေးထားပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ